အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်ပေါ်မှာတညာအပိုင်း၂၉ကျွန်တော်မိမဘာဖြစ်တာလဲသိပြီလိုဝယ်မထားပါနဲ့ဗျာကျွန်တော်အမှန်တိုင်းသိပါစီသူကကျွန်တော်သိချင်တာကိုအဖြစ်မပေးဘူးစီကုံသွားရင်ထပ်ဝေပေးပါ သူတို့ကဒီစီရောင်းနေမယ်ဒီစီကဘာစီလဲခန်းစားနေရဝေနာကိုတတ်တာစီရစီပဲအလွန်ကောင်းနေ ဆရာဝန်လက်မှတ်နဲ့စေးစာပေါ်မှာဝေလို့ရတယ်။ကျွန်တော်ကစေးစာကိုလမ်းယူလိုက်သည်။ဆေးဟွားကဘလောက်ပေးရမလဲ။ပေးစရာမလိုပါဘူး။သူထွက်သွားတယ်။လမ်းထောင်ရောက်တော့ပြန်လှည့်ကြည့်ရင်။ဆေးဝယ်ပြီးရင်ခမည်းမိတ်မအလွယ်တကူယူနိုင်မယ့်နေရာမှာထားပေးပါ။ဒီအကြောင်းသူကိုမပြောပါနဲ့။သူသိနေပါတယ်။ခမည်းရဲ့ဇနီးဟာအလွန်အံ့ဩဖို့ကောင်းနေအမျိုးသမီးပါ။ဘာဖြစ်နေရလဲဟဲလင်းရဲ့ကျွန်တော်ကမင်းမင်းနေမကောင်းဖြစ်နေရတော့အမှန်မင်း ဘာဖြစ်လို့ဒီကိစ္စမောင်ကိုမပြောရလဲ။ Helen စိတ်ကိုမငင်းဆဲချင်မှနဲ့မောင်ရင် Helen ကပြန်ပြောတယ်။ Helen ကောင်းမထင်သလိုနေပြရစေ။မင်းဒီအကြောင်းကိုမပြောချင်ဘူးဆိုပါတော့ဟုတ်လား။ Helen ကခေါင်းရည်နဲ့ပြောစရာလေးဘာမှမရှိဘူး။မောင်ကူညီနေတာများရှိမလားလို့ပါ။မရှိပါဘူးချစ်ရဲ့။ဒီတခါတော့မောင်ကူညီနေမှာမဟုတ်ပါဘူး။မောင်ကူညီနေမဲ့ကိစ္စဆိုရင် ဟင်းလေးမပြောပေဘင်းနေမလဲပြင်းတဲ့ပချီစရာကြီးဒီကက်စီပချီကားချက်ရှိသေးတယ်။မောင်အဲဒီကောင်ကိုရောင်းရင်ရနိုင်မယ်လို့ထင်တယ်။ဒီဘိုရာရစ်မှာ လူချမ်းသာတွေလို့များတယ်။ပချီကားရောင်းလို့ရတဲ့ငွေနဲ့မင်းကိုဆေးရုံတင်ပြနိုင်မှာပါ။ဆေးရုံတင်ရင်ဟယ်လင်ဖန်းခံမှာပေါ့။ပြီးတော့လေဆေးရုံတင်လို့အကြောင်းထူလာစရာမရှိပါဘူးမောင်ကြီး။ဟယ်လင်ပြောတာယုံမှာ။ယောဂအဲ့လောက်ပဲဆိုလာဟယ်လင် သူမျိုးလုံးရဲ့အကြည့်ထဲမှာစိတ်ဆင်းရဲမှုတန်းအပြင်းထန်ခံစားနေရကြောင်းထင်းထင်းရှားရှားပေါ်ပြနေ။ဒါကြောင့်မို့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဘာမှထပ်မမီတော့ဘူး။ဒေါက်တာဒူဘွိုက်စ်ရဲ့အိမ်ဘက်ရောက်တဲ့ခါကျမှထပ်မီတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ချက်ဝစ်စီစကားဟုတ်ဖြတ်၍ငြိမ်စိန်နေသည်။ကျွန်တော်ကဒါလေဟဲလင်ယောဂါကကင်းစားလား။ချက်ဝစ်ကခေါင်းညင်သည်။ကျွန်တော်ဒီအကြောင်းကိုစောစောကလေးကသိတဲ့နေ။ ဆစ်စလမာတို့ကဆရာဝန်တွေကဟဲလင်ကို ပြောခဲ့ကြတယ်။ထက်ပြီးခွဲစစ်အောင်မယ်ဆိုရင်ဖြစ်နိုင်နေတယ်။ဒါပေမဲ့ယောဂအချင်းတွေကတော့တိတ်ပြီးကောင်းလာဖို့မရှိတော့ဘူးလေ။သူပထမတစ်ချိန်ခွဲစစ်ခံခဲ့ပြီးပြီ။သူတိတ်ကြတော့ကိုကျွန်တော်သိခဲ့ရတယ်။အထူးကဆရာဝန်ကြီးကလေသူ့ကိုအမှန်တိုင်းဖွင့်ပြောထားတယ်။သူ့မှာရေစက်လန်းကနှလန်းမရှိရင်ထက်ပြီးခွဲစစ်ခံရမယ်။အကျိုးထူးမှာတော့မဟုတ်ဘူး။ခွဲစစ်ပြီးရင်စေးရုံမှာပဲအမြင်နေရမယ်။အဲ့ဒါကတလန်း နောက်တလန်းကအခွက်စစ်မခံတော့ဘူးအပြစ်မှနေရမယ်လားဒီလန်းကတော့အသက်တူမီဆရာဝန်ကြီးနေနေကခွက်စစ်ပြီးရင်လေကြာကြာနေလိမ့်မယ်လို့အောက်မမခံနိုင်ဘူးဒါကြောင့်ဟဲလင်းကခွက်စစ်ကုသမှုကိုမခံတော့ဘူးလို့ဆုံးဖြတ်လိုက်တာခမားမိမကသူ့ယောဂကြောင့်ခမားကိုမပြောချင်ဘူးတင်နေဟုတ်တယ်ကျွန်တော်ကိုမသိစေချင်ဘူးသူ့ယောဂကိုလေသူသိမ့်မုံနေသူ့ယောဂကိုဥပိ္ပခါပြုနိုင်အောင်သူစူးစမ်းနေ ဒီယောဂဆွဲကနေရတိတဲ့အချိန်ကစပြီးသူ့ခန္ဓာကိုယ်မှာအမဲစကြီးတစ်စက်အဆွန်ထင်းခံရတယ်လို့ဖြစ်နေတယ်။သူ့ခန္ဓာကိုယ်ထဲမှာလောက်ကောင်နေတရရထိုးနေတယ်လို့ခံစားနေရတယ်။တကယ်လို့ကျွန်တော်သိသွားရင်ယောဂကိုခုခံတွန်းလှန်ဖို့အားထုတ်ထောက်မယ်ဆိုတာသိနေတယ်။သူ့အနေနဲ့အဲ့ဒီဖြစ်ကိုလည်းမလိုလောက်ဘူး။သူ့အနေနဲ့သူခံစားနေရတဲ့ကင်ဆာယောဂဟာလေးလျူရှူပြီးမေးပြောင်းနေလာရင်ပျောက်သွားလိမ့်မယ်လို့ထင်နေတယ်လို့ပဲ။ခမည်းတော်ကစပြီးမပြောခဲ့ဘူးလား။ နည်းနည်းပဲပြောတယ်သူကဒေါက်တာဒူဝိုက်ကိုဖွင့်ပြလိုက်တယ်နောက်ပိုင်းမှာကျွန်တော်ကဒေါက်တာဒူဝိုက်ဆန်တီဗီမရမကမေးလို့အမှန်တိုင်းသိလာရတယ်ဆရာဝန်ကတော့စီးရီအများကြီးထိုးထိုးပြလာတယ်သူကပြောတယ်နာချမှုဝင်တာက ရော့တော့မရှိဘူးတဲ့တိုးတော်လာနေပါတယ်ဘဝအဆုံးသက်ကလေးမြင်လိမ့်မယ်တဲ့အဆုံးသက်ခင်ဝင်းနာကိုလေတနာစရာကောင်းအောင်ခန်းစားရလိမ့်မယ်လို့အသိပေးလိုက်တယ်ကျွန်တော်ကဟဲလင်းကိုဒီကြောင်မပြောပြဘူး ဟယ်လင်ကလည်းသူ့ကိုပြောပြစီခြင်းမို့မပေါ့ဘူးသူ့ကိုနောက်ဆက်ရင်သူ့ကိုသူတက်တင်မယ်လို့တော့ကျွန်တော်ကိုချင်းချောင်းနေရင်မဟုတ်လားနောက်ပိုင်းမှာတော့ကျွန်တော်ကသူ့ပြောသမျှကိုယုံကြည်ဟန်စောင့်နေလိုက်တယ်သူ့ပိုက်တဲကနားနေရဟောင်းဘာအနေမှမရှိဘူးဆိုတဲ့စကားကိုသူ့ယုံကြည်လက်ခံထားတယ်လို့နေလိုက်တယ်ကျွန်တော်တို့ virus ကခွဲရမယ့်ခြေနေကိုစိုက်လာတယ်အမှန်တော့ကျွန်တော်တို့ဟာတယောက်ကိုတယောက်လှည့်စားနေကြပါဘူးသူကလေကျွန်တော်ရေကေကိုစောင့်ကြည့် ကျွန်တော်ကလည်းသူ့ရိတ်ခဲကိုမျက်ခြေပြတ်မခံဘူးလိမ့်လေလေးပြမှုဟာထူးဆန်းတဲ့စက်တန်းဒီတစ်ခုကိုပြီးတယ်ပထမဆုံးလိမ့်လေလေးပြမှုဟာကျွန်တော်အကြောက်ဆုံးဖြစ်တဲ့အရာကိုဖျက်ဆီးပြလိုက်တယ်တခြားမဟုတ်ပါဘူးအချိန်ကိုသိမြင်မှုပဲကျွန်တော်ဆိုလိုတာကအချိန်ကိုသတိမထားမိတော့ရအဖြစ်ပဲသတင်းပတ်တွေနဲ့လာရီဆိုတဲ့အသိမြင်ဟာကျွန်တော်အတီတွေကပျောက်သွားတယ်တကယ်တော့ကျွန်တော်တို့မှအချိန်ကနည်းနည်းလေးပဲရှိရတယ်အဲ့ဒီချက်ကိုကျွန်တော်တို့တွေ့ရမှာ တိတ်ကြောက်တယ်။ဒါကြောင့်မတွေးကြဘူး။မတွေးရကြဘူး။ဟယ်လင်အိမ်မောကြနေပြီဆိုရင်ကျွန်တော်ညီနေမှာစိတ်ချမြေမှုဟာပို့ပြီးကြီးထွားလာနေတယ်။အသက်မမန်းရှူပြီးအိပ်ပျော်နေရှာတဲ့သူ့မျက်နှာကိုစိုက်ကြည့်နေရင်ဝမ်းနဲ့ကြွေကမှုဝေနာကိုခံစားရတယ်။ကျွန်တော်မှရှိနေတဲ့တန်ရှင်းစင်ကြဲတဲ့တွေးဟာကျွန်တော်အချစ်ဆုံးလူရဲ့မတန်ရှင်းစင်ကြဲတဲ့တွေးကိုတန်ရှင်းစင်ကြဲသွားအောင်လုပ်ပေးနိုင်တဲ့အစွမ်းတတ္တိမရှိဘူး။အလွန်နားလဲရခက်တဲ့အဖြစ်ပါလား။ ဟယ်လင်အင်းရောက်ကနိုးလာပြီဆိုရင် နေရအဆန်ပြူလာပြီအသက်ဝင်လှုပ်ရှားလာပြီသူကြီးပြောသွားပြီဆိုရင်တော့ကျွန်တော်သူ့ဘေးမှာရောက်နေပြီရှင်နေမှာမျောလင်းခြင်းနဲ့စိတ်ပျက်ခြင်းဆိုတဲ့အရာတစ်ခုဟာအပြန်အစာရှင်တန်းလှုပ်ရှားနေကြတယ်လက်တွေမဖြစ်နိုင်နဲ့စိတ်ကူးမှုပေါ်ခြေခံပြီးအစီအစဉ်လေးရေးဆွဲနေမိရဲ့ကြိုးချောင်းစီလမှုမရှိရဲ့ဒသနိကအမြင်တစ်ခုကိုလေးတီထွင်ဖန်တီးကြည့်နေမိရဲ့ဒါပေမဲ့အာယုံကြီးအလင်းအောင်ဝင်လာတာနဲ့တပြိုင်နက်အဲဒီစိတ်ကူးမှုတွေဟာ မနေ့ကမြူနင်းနေတဲ့အတူလွင့်စင်ပျောက်သွားရော ရာသီဥကလည်းအေးလာပြီကျွန်တော်ဟာဒီကစစ်ပကြီးကားတစ်ချက်ကိုရောက်မှုစူးစမ်းကြည့်ရင်အမှန်တော့ဒီပကြီးကားချက်ကိုအမေရိကထိတဲ့သွားဖို့တင့်နေဒါပေမဲ့လောလောဆယ်အချိန်မှာပဲရောင်းတင်ရင် ရောင်းအောင်မှာဒါပေမဲ့မြို့ရွာငယ်ငယ်လေးတွေမှာဒီပကြီးကားကိုဈေးမှန်ဈေးကောင်းပေးပြီးဝယ်မဲ့လူမရှိဘူးအဲ့တော့ကျွန်တော်တို့သွားလျက်လမ်းလျှောက်လုံးဒီပကြီးကားကိုရောင်းအောင်မလွယ်ဘူး ဒါကြောင့်မို့နှစ်ယောက်သောရောက်လျာရက်ဒီမှာကျွမ်းဝကြအလုပ်တွေကိုဝင်လုပ်ကြတယ်။ဒီလိုနေပဲကျွန်တော်ဟာလေယာဉ်လုပ်ငန်းတွေကိုလည်းလုပ်တက်လာတယ်။အလုပ်များနေတဲ့အတွက်ကျွန်တော်ကတော့ဝမ်းသာတယ်။စိတ်စင်းရဲစရာတွေကလည်းတွေးနေဖို့အချိန်မရှိဘူးမဟုတ်လား။ကြာရအလုပ်တွေကိုလုပ်နေရတာတော့ကျွန်တော်တို့တူတွေမဟုတ်ပါဘူး။တက်ခွဲနေတယ်ပမောက္ခရည်နေမုံလာဦးတူနေတယ်အော်ပရာကန်ဆက်ဆိုတော်တွေအများကြီးကိုကျွန်တော်တို့မြင်ရတာပဲ။လေသမားတွေကတော့လေသမားတွေလိုပဲ ြောဆိုပြုမှုကြင်ကြင်ရတာပေါ့လေလောက်ခပေါ်ပေါ်နေလောက်သမားတွေကတော့သူတို့အတွက်ဟန်ကြတာပေါ့တချို့လေသမားတွေကလောက်ခအတွက်ငွေနေနဲ့ပပပေးတယ်တချို့ကလောက်ခကိုငွေမပေးဘူးအစားတော့ပဲပေးတယ်တချို့ကတော့တညတာတဲခုဝင်ပေးတယ်တချို့ကတော့ဘာမှလည်းမခိုင်းဘူးဘာမှလည်းမကြွေးဘူးဘာမှလည်းမပေးဘူးမောင်းထုတ်တယ်အဲ့ဒါလို့နီလန်းနေတော့ပြီးကျွန်တော်တို့မောင်စင်းမျိုးကိုအရောက်သွားကြတယ် ခမမာစီမျိုးကိုမရောက်ဘူးတယ်မဟုတ်လားမာစီမျိုးကိုမရောက်ဘူးရဲ့လူဘယ်သူမှမရှိပါဘူးကျွန်တော်ကပြန်ပြောသည်အဲ့ဒီမျိုးကပြင်သစ်ပလိတ်တွေနဲ့ဂျာမန်ကက်စတာဘိုထောင်လန်းရင်တက်တွေအမဲလိုက်ကွင်းမယ်ကောင်စင်ဝင်ရုံနေရှိမှစုရောက်နေကြတဲ့စစ်ပေးဒုက္ခသည်တွေကိုအချိန်မြင့်လာဝိုင်းပြီးဖမ်းဟန်စီရဲလုံနေကြပါပဲကျွန်တော်တို့လည်းသူတို့လက်ထဲရောက်လူနီပေါင်းဖြစ်ခဲ့ရသည်ချက်ဝစ်ကပြောသည် မာစီနဲ့မြေ အုတ်ချုပ်ရရာရှိကသူမှရှိနေတယ်။ဩဇာအာဏာတွေတုံးပြီးဒုက္ခတွေကိုတအားသေးပြီးစားရဖို့ကြိုးစားမယ်ဆိုတဲ့စကူကိုမစွန့်လို့သေးဘူး။အမေရိကန်ပြီးစားရဖို့ဆိုတာကလေအလွန်မလွယ်တဲ့ကိစ္စတစ်ခုပဲ။ခမည်းမဘေးရဲ့နေအကြီးမားဆုံးနေရင်ဆိုင်နေရတယ်ဆိုတော့အခိုင်အလုံးတက်တည်ပြနိုင်မှာမဟုတ်။ဒါမှမဟုတ်လေနမည်ကျော်ကြတဲ့ပကြီးဆရာတွေသိပ္ပံပညာရှင်တွေနဲ့အသိပညာရှင်တွေအတတ်ပညာရှင်တွေစီးနေမှာစီးရင်ဝင်တူဖြစ်ပါမှာ။ အဲဒါမှဗီဇာရဖို့လွေတယ်။အဲဒါလိုပညာရှင်တွေကြတော့အမေရိကကမက်မော်ရီဗီဇာကိုအလွယ်တကူထုတ်ပေးဖို့ဝင်မလေးကြဘူး။ဒီလိုကြမြန်တော့လေသူတို့လုပ်ပုံကမဟုတ်သေးဘူး။အမှန်တော့ကျွန်တော်တို့စစ်ပေးဒုက္ခတွေအားလုံးဟာဘေးရနေရင်ရင်ဆိုင်နေရတာကြီးပဲမဟုတ်လား။အဲဒီချက်ကိုသူတို့ကတန်းတူကြီးတူထားပြီးအတိမတ်မပြုတ်လို့ဖြစ်နေတာပေါ့။ပြီးတော့ပညာရှင်တွေကိုပို့ပြီးလှလှလှလက်ခံနေတဲ့ကိစ္စ။ အဲဒါကြပြန်တော့လေလူတွေကိုဒန်းတူညီမျှမဆက်ဆံသလိုဖြစ်မနေဘူးလားသူတို့ကလည်းလူတိုင်းကိုလက်ခံမှုတော့ဘယ်ဖြစ်နိုင်မလဲဗျကျွန်တော်ကပြောသည်လက်မခံနိုင်ဘူးဟုတ်လားချက်ဝစ်ကအချိန်မနဲ့လေတန်းဖြင့်ရေရွသည် ကျွန်တော်ကဘာမှပြန်မပြောပါ သူ့မိကွန်းအတွက်ဘာဖြစ်ပြရမည်နည်းဟုတ်လားမဟုတ်ဘူးလားဟုသောဖြင်းတစ်ခုစလုံးသည်ဘာမှထူကြသည်အဖြစ်များမဟုတ် နာမည်လည်းမရှိကြော်ကြားမှုလည်းမရှိတဲ့လူတွေကြတော့ဘလို့ပြောမလဲချက်ဝစ်ကမေးမြန်းသည်အီးမေးလ်ဝန်ကိုလေကျွန်တော်မဖြေပါချက်ဝစ်တွင်အမေရိကန်ဗီဇာနှဆောင် ရှိနေပြီမဟုတ်ပါလားဒို့ဆိုရင်သူ့အတွက်နောက်ထပ်ဗီဇာရဖို့လိုအပ်ပါသေး ਈ လို့အကယ်၍အမေရိကန်နိုင်ငံတွင်ရှိပုဂ္ဂိုလ်တို့ကသူ့နိုင်ငံအတွင်းသို့ဝင်လာမည်လူတို့သူတောင်းယူရမလားဟုတရားရှိမောင်းနိုင်ကြမ်းကျင်ပြီးရင်းကြမ်းကျင်လျှောက်လာတဲ့သူပူတဲတင်များပါက မေရိကန်များသည်မိသူကိုမဆိုဗီဇာထုတ်ပေးလေရှိ။ဤချက်ကိုချက်ဝစ်မသိပဲတော့နေလိမ့်မည်မထင်။နောက်တခဏမြကြာရင်ချက်ဝီစိတ်သည်ပြန်လဲတည်ငြိမ်သွားသည်။သူဤပြောလက်ဆက်ဇလန်းကိုဆက်သည်။အမေရိကမှာကျွန်တော်တည့်ရလူတယောက်မှမရှိဘူး။ဒါပေမဲ့အတိတယောက်ကနယူးယောက်မြို့တော်ကလူတယောက်ရဲ့လိပ်စာကိုကျွန်တော်ကိုပေး။ကျွန်တော်စားတစားလှမ်းရေးလိုက်တယ်။ကျွန်တော်ရဲ့လက်ရှိအခြေအနေကိုထည့်ရေးလိုက်တယ်။ နောက်တော့ကျွန်တော်ကမစ်စီတယောက်ကပြောတယ်ကျွန်တော်လောက်တာပြီးလွဲနေပြီတဲ့အမေရိကန်ပြည်အောင်စုကမတန်ဆန်းသူတွေနာတာရှည်ဖြစ်နေတဲ့သူတွေကိုလက်မခံဘူးလေကုသလို့မရတယ်ယောဂတွေဆိုရင်အဝင်ခံမှုမပြောနေစင်းတော့မစင်စားဘူးလေကျွန်တော်ရေးတင်တာကဟဲလင်ကိုကြမ်းမနေရလူလူတွေရေးတင်တယ်ကျွန်တော်တို့ပြောဆိုနေရတွေကိုဟဲလင်ကတစုံတစောင်းကြားသွားတယ်ဒါကတော့ရှောင်လဲလို့မရနိုင်နေကိစ္စတခုပဲ ်အိညာကကျွန်တော်တို့စောစောဆိုင်ဒီဇိုင်းမှာထိုင်းနေကြတယ်လမ်းမာရီဘုံမှာလေးကခက်ပြင်းပြင်းတိုက်ခတ်နေရင်ကျွန်တော်ကတော့စိတ်တက်ခတ်ကြကြပြီဟယ်လင်ကျမ်းမောင်ကြောင့်စီထောက်ခန်းစားတစ်စောင်းထုတ်ပေးနိုင်ပြီဆရာဝန်တယောက်တော့တွေးနိုင်ကောင်းပါရဲ့လို့တွေးနေမိရင်ကျွန်တော်နဲ့ဟယ်လင်ကတော့အရင်တုန်းကပုံစံတိုင်းပဲတယောက်ကိုတယောက်မတိမတော်ခဲ့ခက်ပြီးယုံကြည်လေးဟန်ဆောင်နေကြတော့မေကျွန်တော်ကိုယ်တိုင်ကလည်းသူ့ယောဂအကြောင်း ။ဘာမှမသိတဲ့ပုံဟန်ဆောင်ထားတော့မယ်။ကျွန်တော်အနေနဲ့ဟယ်လီနေခဲ့ရတဲ့စခန်းအုပ်ချုပ်မှုစီလေးစာရေးပြီးပြီ။ကျွန်တော်တို့ဟာဘေးရန်နဲ့ကြောက်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရသူတွေဖြစ်ကြောင်းထောက်ခံပေးပါလို့မြစ်တရရခန်းနဲ့စာပါ။ကျွန်တော်တို့အခန်းလေးတစ်ခန်းရဟားတယ်။ကျွန်တော်တို့သတင်းမှတ်နေခွင့်လေးရဟားတယ်။ညဝိုင်းဆတော့ဆိုင်တဲ့ဆိုင်မှာပကံစီးတဲ့အလုပ်လေးဝင်းလုပ်တယ်။တရဝင်းတော့မဟုတ်ဘူး။ကျွန်တော်တို့လက်ထက်မှာငွေလေးနည်းနည်းပေါပေါရှိနေသေးတယ်။ ဒေါက်တာဒူဖွားရဲ့စီစာနေဟဲလင်းအတွက်လိုအပ်တဲ့စီမော်ဖင်လေးအလုံးလောက်ဝယ်ထားနိုင်နေလောလောဆယ်မှာတော့ကျွန်တော်တို့လိုအပ်နေရာလေးတွေအပြည့်အစုံရှိနေကျွန်တော်တို့ထိုင်နေကြတာကဗရင်းပေါင်တော့ကစပွဲတစ်လုံးမှာပါအပြင်ဘက်လမ်းမကိုလှမ်းကြည့်ရင်မြင်နေရတယ်ကျွန်တော်တို့ဖို့တော့ရှေ့ရှားပပဇိန်ခံရတဲ့အနေထားပါသတင်းတစ်ပတ်တိတိတော့ဘုံချိုခွေရှူနေစားမလို့ပါဘူးအဲဒီတော့မှပဲဟဲလင်းကကျွန်တော်လက်ကိုရုတ်တရက် လှမ်းကင်နေသူမျက်နှာကလေအလန့်တကျဖြစ်နေရဲ့သူဟာလေထန်နေတဲ့မှောင်မဲမဲလမ်းပေါ်ကိုပြုတ်ပြည့်တဲ့ကြည့်ပြီးကြောက်ရောက်နေတယ်လို့ထူးထူးလေးပြောတယ်ပြန်ပါလေဟိုမိုးဖွင့်ကားထဲမှာအခုပဲမောင်းထွက်သွားပြီတီးကြရလာဟဲ့လေသူကခေါင်းညိနေမဖြစ်နိုင်ပါဘူးလို့ကျွန်တော်ကထင်နေမောင်းသွားတယ်မော်တော်ကားတွေကလူဘသူပဲဝါဆိုတော့ကျွန်တော်ခွဲခြားသိနိုင်မို့ အားထုတ်ခဲ့ဘူးလေမရခဲ့ဘူးရပိမင်းတိတ်ပြီးမသိကြတာကများတယ်ဘာကြောင့်သူမဆေးကို လားမှာလဲကျွန်တော်ကပြောတယ်ပြောလိုက်ပြီးရောချက်ချင်းမဲ့အသည့်တခုဝင်လာတယ်ခုလိုချိန်ခါမှာမဆေးဟာသူရရမယ်နေရာတနေရာပဲဘာကြောင့်လဲဒီနေရာဟာပြည်သိနိုင်ငံနဲ့ရောက်နေရင်စစ်ဘေးဒုက္ခတွေအလုံးကြီးနောက်ဆုံးခိုလိုယန်စကန်တခုဖြစ်နေမှာမဟုတ်လား မောင်တို့မဆီကထောက်မှဖြစ်တော့မင်းကျွန်တော်ကပြောရင်ဟယ်လင်တို့ပြသွားကြမလဲစပိန်ကိုသွားကြအောင်ပေါ့အိမ်မှာပို့ပြီးအနေမများဘူးလား ဟုတ်တော့ဟုတ်တယ်သူပြောတာစဉ်းစားသင့်နေအချက်ပဲကျွန်တော်ကြားနေရတယ်ကောလာဟလာတရင်နေဆိုရင် စပိန်မှာဂက်စတာပိုတွေခြေချပြီးနေရတဲ့စပိဒုက္ခတွေကို စပိန်ပလစ်တွေကဖမ်းပြီးဂက်စတာပိုတွေလက်အဲ့ရတယ် အမှန်တော့ဒီလိုခိပြက်ကာလမှာကောလာဟာလာတရင်နီဟာအမျိုးဆုံးမင်းကြားရသမျှကိုယုံကြည်လို့ကလည်းမဖြစ်နိုင်ဘူးကျွန်တော်အနေနဲ့နောက်တစ်ခုစ조사ရအောင်တော့မလို့ဖြစ်နေရင်တကယ်လို့ခမားမှာပေါ်တူဂီနိုင်ငံဝင်ခွင့်ဗီဇာရှိရင်စပိန်နိုင်ငံဖြတ်သန်းခွင့်ဗီဇာရနိုင်နေညမှာကျွန်တော်ကန်ထားတယ်လို့ပြောရမှာမသိဘူးအမေရိကန်လူငယ်တယောက်နဲ့စုံမိပြီးစကားပြောခွင့်ရခဲ့တယ်ကျွန်တော်တို့နဲ့စုံမိချိန်မှာသူကနည်းနည်းမူးနေရင် သူကအင်္ဂလိပ်စကားပြောတတ်တဲ့လူလိုက်ရှာနေရခဏနေတော့သူကျွန်တော်တို့ဇပွဲမှာ လားထိုင်နေအရက်ဝက်တိုက်တယ်သူသက်က25နှစ်လောက်ဖြစ်ရှိုံမင်းသူအမေကကို ပြန်မှုတမောစောင့်နေခင်များတို့ကျွန်တော်နဲ့တခါလေးဘာကြောင့်မလိုက်နိုင်တာလဲသူကမေးရင်ကျွန်တော်ကချက်ချင်းအပြေမပေးနိုင်ဘူးသူမေကွန်းကရိုးရိုးရှင်းရှင်းကလေးပါဒီမေကွန်းကြောင့်သူနဲ့ကျွန်တော်တို့ကြားမှာ ကြောက်ကဘာကြီးတစ်ခုချနေသလိုဖြစ်သွားတယ်။သူဟာတခြားကဘာတစ်ခုမှနေတဲ့လူတယောက်လိုဖြစ်သွားတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်ကလည်းအမှန်တိုင်းပြောလိုက်တယ်။ဗီဇာမရှိလို့ပါ။ဟာအဲ့ဒါခက်ခဲမရှိဘူး။မာစီမာကျွန်တော်တို့ကောင်စစ်ဝင်ရုံရှိနေတာပဲ။လူတွေကလည်းသဘောကောင်းကြပါတယ်။ကျွန်တော်လည်းဒီလူတွေသဘောကောင်းတာသိပါတယ်။သူတို့ကနေတဲ့ဘိုင်းဖြစ်နေတဲ့လူတွေပဲ။သူတို့ယုံကအတွင်းဝင်နေတဲ့တွေ့ဖို့အတွက် လမ်းမပေါ်မှာနိုင်ပေါင်းများစွာစမင်းနောက်ပိုင်းမှာကက်စတာဘူအဖွဲ့ကစစ်ဘေးဒုက္ခသည်တွေကိုမကြမကြလာဖမ်းဆီးတွားတော့ရုံရဲအောက်ထက်မြေတိုက်ထဲကစောင့်ဝင်ပြီးအဲ့ဒါလောက်ထိတော့သဘောကောင်းကြတဲ့လူတွေပါ